โอเคကျွန်တော်တို့လက်ရှိသုံးနေတဲ့ smartphone brand တွေအားလုံးထဲမှာ AI အကောင်းဆုံး smartphone brand ကဘာဖြစ်မလဲ1 Samsung လား2 Google လားဒါမှမဟုတ်ရင် Oppo လား Vivo လားစိတ်ထဲမှာဖြည့်ကြည့်လိုက်ဗျာဟုတ်ပြီဒါဆိုရင်အစုတ်ဆုံးအောင်အဲအဲ့ဒါလဲကိုယ့်ကိုယ်ပဲဖြည့်ကြည့်လိုက်တော့တည့်တဲ့အတိုင်းပဲဗျာ Apple ဆိုတဲ့ကောင်က product အစ်စ်တွေထွက်လာလို့ရှိရင်လူတိုင်းကြိုက်တဲ့ product တွေတကြီးပဲထုတ်တာဒီကောင်ကပါဇက်ကရင်လားဗျာမကြိုက်ဘူးသိရမလား Apple ကြီးပါလို့ ြောရင်ပြောမယ်။ဒါပေမဲ့စိတ်ထရနေတော့လူတော်တော်များလူချင်းနေကြတာကြီးပဲ။ဒါပေမဲ့အဲ့လိုပြောလို့လဲဒီကောက်မှာအားနေချက်မရှိနေတော့တာလားဆိုတော့လေအဲ့လိုလည်းမဟုတ်ပြန်ဘူးရဲ့။လက်ရှိထွက်ထားတဲ့ကျွန်တော်တို့ iPhone 17 series ဆိုရင်ဗျာသတိထားမိလားတော့မသိဘူး။သူတို့ launch event မှာ AI အကြောင်းနဲ့ပတ်သက်ပြီးတော့ဘာမှအောင်မဟတော့ဘူး။ဘာလို့မဟသွားလဲဆိုတော့ရှင်းပါတယ်။ဟစရာမရှိလို့ပေါ့လေ။ကြံတဲ့နေရာတွေကကြံရင်ကြံရင်ဗျာ။လူချင်းစရာကောင်းရင်ကောင်းလိမ့်မယ်။ AI နဲ့ပတ်သက်ရင်တော့ iPhone တွေကလွန်ခဲ့တဲ့ 3နှစ်လောက်မှာဒီကောင်လေးကပြက်ကြံနေတာအဓိကကတော့ဗျာအဲ generative AI ဘိုင်းမှာပေါ့အဲဒီမှာကြားပြတ်လေးပြောလိုက်အောင်မယ်အခုမှကျွန်တော်တို့ channel ကိုမြင်မှုရယ်ဆိုရင်အဲကျွန်တော်ကတော့ test for tech ကပါ smartphone review တွေနဲ့ကျွန်တော်တို့အဲ technology တွေကိုစိတ်ဝင်စားရယ်ဆိုရင်ကျွန်တော် channel လေးကိုတစ်ချက်လောက် like and follow လေးလုပ်ပေးခဲ့ပါအောင် okay ဆက်မယ် bro လည်းတချို့သိကြမှထင်တယ် personal assistant kit တောင်းရဆိုရင်ဗျာ siri ဆိုတဲ့ကောင်အရင်စားခဲ့တာတကယ်ကိုဒီကောင်ဆရာကြီးပဲ ဒါပေမဲ့ဒီမှာ fan fact လေးတခုတော့ကျွန်တော်ပြောပြအောင်မယ် Siri ဆိုတာ Apple ရဲ့တီထွင်မှုစစ်စစ်တခုတော့မဟုတ်ဘူးအရင်ကဗျာဒီကောင်က App Store မှာရှိတဲ့ app လေးတခုပဲအဲ့ဒါကို Apple က2010မှာဒေါ်လာ200မီလီယံနဲ့ဝယ်လိုက်ပြီးတော့2011ခုနှစ်တီ iPhone 4S နဲ့အတူသူက iOS တွေကို integrate လုပ်လိုက်တာထားပါတော့ဘလိုပဲဖြစ်ဖြစ်ဗျာအဲ့တုန်းက Siri ကတကယ်ကိုခက်ရှိပြီးတဲ့နီးပညာတခုလိုဖြစ်ခဲ့တာအဲနောက်3-4နှစ်လောက်ကြာတဲ့အချိန်မှာ Google Assistant တို့ Alexa တို့အဲ့လိုကောင်တွေကပေါ်လာတာ ီကောင်းလေးအဖြစ်ကတကယ်ကိုယုံတဲ့အလိပ်ပုံမြင်လို့ပဲအငါယုံမှာဆရာကြီးပါဆိုပြီးတော့ AACC နေနေရနေ Google Assistant ကနောက်ပိုင်းမှာကြော်တက်တာကိုခံလိုက်ရတယ် Google Assistant က Apple Siri ကိုကြော်တက်လိုက်တာဗောနော်ကြော်တက်တာတောင်မှနစ်နဲ့ခြီပြီးတော့ရှေ့ကိုဒီကောင်းလေးကကြိုရောက်သွားလို့ခံလိုက်ရတာအဲ့လိုကြော်တက်ခံလိုက်ရတဲ့ခါကျတော့ဗျာ Apple ကလည်း Google ရဲ့ထိတ်တန် AI Executive တယောက်ဖြစ်တဲ့ John Giannandria ဆိုတဲ့ဘဲကိုခေါ်ပြီးတော့ Siri နဲ့ AI ကိုပေါင်းပြီးတော့ တို့ရှယ်ကောင်းအောင်လုပ်ဖို့ပြင်ခဲ့သေးတယ်ဒါမဲ့လည်းအဆင်မပြေခဲ့ပါဘူးလေအဲ့အချိန်မှာပြိုင်ဘက်တွေက Lush Language Modern ဘက်ကိုလှည့်နေကြ2020မှာ ChatGPT ဆိုတဲ့နည်းပညာအလဲအပြောင်းတစ်ခုကလည်းစပြီးတော့ပေါ်လာပြီးတော့ ဒီကဘာကြီးတစ်ခုလုံးရဲ့အမြင်ကိုစပြီးတော့ပြောင်းပေးမဲ့အရာတစ်ခုဖြစ်လာခဲ့လို့ပြောမယ်ဒီကောင်ကပေါ့နော်ချက်ကြည့်ပြီးရပါဘို့အဲ့လိုနဲ့ FS ဆိုတဲ့ကောင်ကလည်းနောက်ပိုင်းမှာသူများတွေလောက်တာကိုသူကအရင်စောင့်နေဒီကောင်နေဘာရီမားနေလဲဘလို့တိုင်ပတ်နေလဲသူများတွေပြဿနာဖြစ်တာတွေတိုင်ပတ်နေရတယ်ကိုသူကအရင်စောင့်ကြည့်အဲအဲ့ကောင်နေအစင်ပြေးပြီးအောင်မြင်ပြီဆိုတဲ့ခါကျမှ FS ဆိုတဲ့ကောင်ကပူကောင်းအောင်လှုပ်လှုပ်ပြတတ်တဲ့အမျိုးဖြစ်လာတယ်နောက်ပိုင်းမှာဒီဘက်က ဆိုတော့ AI နဲ့ပတ်သက်ရင်လည်းဒီလိုပဲပေါ့နော်2023နှစ်စပိုင်းလောက်မှာလည်းဒီ Android အတိုင်းဝိုင်းမှာ AI ကပိုးစိုးပစက်ကိုကောင်းနေ App ဆိုတဲ့ကောင်ကအဲ့ချိန်မှာဘာမှကိုသူကထုတ်မပြရဘူးအဲစောင့်နေတော့ပေါ့နော်အဲအဲ့လိုနဲ့ Android ဘက်မှာရန်ကောင်းလာပြီဆိုတဲ့အချိန်ကြာမှာ2024မှာ is show time ဆိုပြီးတော့ Apple intelligence ဆိုပြီးတော့စပြီးတော့ထုတ်ပြတယ်။အဲ့လိုထုတ်ပြနိုင်အောင်လဲ Apple ကဒီ Open AI လို့လို့ကောင်းနေစီကနေအကြံဉာဏ်တွေယူပြီးတော့ကျုံးတာ Artificial intelligence လို့တော့နာမည်မပေးဘူး။ ် Apple Intelligence ဆိုပြီးတော့ကိုယ်ပိုင် branding နဲ့ကိုကျုံတာသူကတော့ဒီ iOS 18တို့ iPad OS 18တို့မှာဒီ generative AI နဲ့ personal context တွေကိုပေါင်းပြီးတော့ share ကောင်းတဲ့ intelligence တစ်ခုဖြစ်လာအောင်လုပ်တာပဲဒီ test တွေ summarize လုပ်တာမျိုး email တွေကိုကျွန်တော် summarize လုပ်တာမျိုး proofread လုပ်တာမျိုးပြီးတော့ note တွေကို summarize လုပ်တာမျိုးအဲ့လိုအပြင်ဒီ Jamoji ဆိုတဲ့သူတို့ရဲ့ဒီ generative AI ကိုတုံးထားတဲ့ emoji ထုတ်တဲ့ပုံစံလေးကိုသူတို့စပြီးတော့ ကျွဲတယ်ဖြစ်ချင်တော့ဒီ September မှာသူတို့ iPhone 16နဲ့အတူစပြီးတော့ Apple Intelligence ကိုသူတို့ထုတ်ပြီးတယ်သုံးခိုင်းတယ်ပေါ့နော်အဲ့ဒီအချိန်မှာကျတော့မှန်ချက်နဲ့နန်းတွက်ကတက်တက်ဆင်အောင်လွှဲတော့တာပဲအဲ့လို Apple Intelligence တွေလောက်ထားတဲ့ iPhone တွေပါဆိုပြီးတော့ကြော်ညာခဲ့ပြီမဲ့လို့ဒီဖုန်းမိတ်ဆက်ပြီးတော့တလခွေလောက်ကြာတဲ့အချိန်ကျမှ iPhone တွေစီကိုဒီ Apple Intelligence ကိုသူတို့ပုတ်နိုင်ခဲ့တာ။ Okay ဟုတ်ပြီ။ဘာလို့အဲ့လောက်ဒီကောင်တွေကပြက်ကြံခဲ့ရလဲ။အဲ့ဒါလို့ကျွန်တော်နည်းနည်းပြောပြမယ်။ တိကျတိုင်းများ Apple ဆိုတဲ့ကောင်က user ရဲ့ privacy ကိုအလေးထားဆုံး company တွေထဲမှာထိတ်ဆုံးလို့ပြောလို့ရတယ်။နည်းပညာ company တွေထဲမှာပေါ့နော်။ iPhone တွေက safe ဖြစ်ဆုံး and privacy အကောင်းဆုံး။ဆိုတော့ Apple က AI ဘိုင်းမှာလည်းတာမန် test တွေအတွက်ဆိုရင်တို့က on device AI ကိုပဲသုံးတယ်။ A19 ပံပေါ်နဲ့ဘာညာတို့ edge chip ပေါ်မှာပဲတို့ on device processing လုပ်တယ်ပေါ့နော်။အဲ့ထက်ပိုပြီးတော့ complex ဖြစ်တဲ့ test မျိုးတွေဆိုရင်တော့တို့က PCC လို့ခေါ်တဲ့ private cloud server တွေမှာတို့သုံးတယ်။ အဲ့မှာသွားပြီး processing လုပ်တယ်ပေါ့နော်ဆိုတော့ဗျာဒီ third party server တွေကို user တွေရဲ့ data တွေကိုမပို့ဘူး Apple ရဲ့ကိုယ်ပိုင် server တွေပေါ်မှာပဲသူတို့ကလုပ်ပြီးတာပြီးတော့ user တွေရဲ့ data ကိုလည်းမသိမ်းထားဘူး end to end ပုံစံနဲ့သွားတာပေါ့ဒါကစဉ်းစားကြည့်ရင်စိတ်ချစရာအရန်တော့ကောင်းတယ်ဒါပေမဲ့ reality မှာကြာတော့ကျွန်တော်တို့ on device အရင်ကတမတုံစားလို့မရအောင် ChatGPT ကိုတော့သူတို့နည်းနည်းလေး PC လေးတုံးတယ်လို့ပြောတယ်ဒါပေမဲ့ဗျာသိရမလားမိကုန်းတွေလောက်ပါပဲတကယ် user data တွေကိုတုံးရမယ်ဆိုရင်တော့မပို့ပါဘူးလေ ီးတော့ Samsung တို့လိုဖုန်းတွေမှာဒီ generative fill လုပ်မယ်ဆိုရင် cloud computing တွေနဲ့လုပ်တယ် user data တွေကိုလည်းသုံးတယ်လို့မျိုးဒီ Gemini တို့လိုမျိုးစောင်းကျန်းတဲ့ AI တွေကိုသူတို့သုံးပြီးတော့ပေါင်းပြီးတော့လုပ်တယ်ဆိုတော့ဗျာကျွန်တော်တွေ့ကြတဲ့အတိုင်းပဲထွက်လာတဲ့ result တွေကအရန်ကောင်းတယ် Apple ကကြတော့ပြောခဲ့တဲ့အတိုင်းပဲ on device လုပ်တာအများစုကဒီဖုန်းထဲမှာပါတဲ့ chip ကိုပဲသုံးပြီးတော့သူက generative filling လုပ်တာပြီးတော့ဗျာအနည်းဆုံး RAM 8GB နဲ့ Pro chip တွေမှာတို့ AI တုံးလို့ရမယ်ဆိုပြီးတော့ပြောတယ်အဲဒါကြောင့်ပဲတို့ iPhone 15 Pro မှာပဲစပြီးတော့တုံးလို့ရတယ်တခြား brand တွေမှာတော့ဒီ cloud based computing ကိုတုံးတဲ့ခါကျတော့ဗျာဖုန်းတွေက mid range ဖုန်းလောက်ဆိုရင်တုံးလို့ရနေပြီအဲ့ generative AI တွေရဆိုတော့ဟုတ်ပြီအဲ့လိုမျိုးဖုန်းတွေလို့ဒီ Android ဘက်ကဖုန်းတွေလိုမျိုး generative AI တွေအရန်ကောင်းလာဖို့ဆိုရင် Apple အနေနဲ့ foundation model ကောင်းကောင်းတစ်ခုလိုတယ် foundation model ဆိုတာကတော့ဗျာဒီ ChatGPT တို့နောက် Gemini တို့လို large language model တွေကိုပြောတာ ဒီဖုန်းထဲမှာပါတဲ့ chip လေးเนี่ยတော့ဒီကောင်းရင်လိုကြမ်းကျင်နေဆိုရင်တော့ဆူတောင်းဘူပေါင်းမဲ့ရလိမ့်မယ်အဲ့လောက် processing power เนี่ยဗျာဒီ test တွေ summarize လောက်တာမျိုးဒီ business sense နဲ့ test တွေလောက်ပဲလုပ်လို့ရမယ်သူများတွေလိုကြမ်းကျင်လို့ရှိရင်ခုနပြောလိုပဲ chat gpt တို့လိုမျိုး foundation model တခုလိုလိုတယ်သူတို့ရှိတဲ့မြား data တွေအကုန်ပေးရမှာသူလုတ်ချင်ရင်သူ့မှာတသက်တာရောင်းထားခဲ့တဲ့ iPhone အလုံးပေါင်းတန်3000ကျော်ရဲ့ user data တွေရှိတယ်ဟုတ်တယ်ကဘာပေါ်မှာ iPhone ပေါင်းအလုံးကြီး တန်း3000ကျော်ကျော်လောက်ရောင်းပြီးတော့အဲ့ဒီကနေလူတွေရဲ့ iPhone တွေကိုသူတို့ဘလို့သုံးခဲ့လဲသုံးပုံသုံးနည်းတွေဒီ app သုံးတဲ့အလေးထားတွေကို data တွေကောက်မယ်အဲ့လိုဆိုရင်ဒီ appsc မှာသူ့ရဲ့ AI ကို train မှု data တွေမှာတပုံကြီးပေးပြီး train ခိုင်းလိုက်လို့ရတယ်သူကသူကြတဲ့အောင်လေဗျာလက်ရှိရမ်းကျန်းနေတဲ့လက်ချလန်ဝေး model လိုမျိုး foundation model တစ်ခုလုပ်ဖို့ကိုအရင်နေမလုပ်ချင်ဘူးတည်မလားဒီ Apple ecosystem လေးတစ်ခုကောင်းဖို့အတွက်လောက်နဲ့သူအဲ့လောက်မရင်းနှီးချင်ဘူးဗျာ ဒီအတွက်လေးနဲ့ဒီဒေါ်လာဘီလီယံပေါင်း10နဲ့ချီပြီးတော့ယာနဲ့ချီပြီးတော့ရင်းနှီးရမှာ哦တင်ခွတ်တို့ကဘယ်လုပ်ပါမလဲယူမမဟုတ်တာပြီးတော့အမျက်စုံကလည်းတည့်ရတိုင်းသူများတွေလိုရအောင်မဟုတ်လေသူများတွေရတခြားကုမ္ပဏီတွေကိုပါသူတို့ရဲ့ resource တွေပေးသုံးပြီးတော့ပတ်စံရနေအောင်ဒီတော့ Apple Intelligence ကြီးအရန်ကောင်းလာဖို့ဆိုရင်ဒီနှစ်ခုတွေရသူတို့တစ်ခုယူရမယ်ကိုတိုင်းကိုပိုင်း foundation model ကြီးတစ်ခုလုပ်မလားအောင်မြင်ပြီးသားပြင်ပ foundation model တွေစီကို data တွေပေးပြီးတော့ train ခိုင်းမလား ုံးမလားတင်မလား product တွေကိုတော့ကျွန်တော်တို့ကကိုယ်ပိုင်အစိတ်ပိုင်းနေဗျာစိတ်ကြိုက်လုပ်လို့ရတယ် AI ဆိုတဲ့အရာကြီးကကြတော့အများကြီးပို့ပြီးတော့ပြင်ပနဲ့ချိတ်ဆက်ဖို့လိုတယ် Google ရဲ့ Magic Q လိုမျိုးဖြစ်ချင်လား generative AI တွေကြမ်းကျင်လားလက်ခံမယ် Apple ရလည်းဗျာသူဒီလိုမလုပ်တော့လို့ရှိရင်နားကားတော့မယ်ဆိုတာလည်းသိပုံရပါလေဘာလို့ဆိုရင် Apple ရဒီ Google ကိုသူတို့ရဲ့ Siri အတွက်ပေါ့နော် custom AI model တစ်ခုဖန်တီးခိုင်းနေရလို့သတင်းတွေထွက်လာတယ် Gemini နဲ့သူတို့ integrate လုပ်မယ်လို့လည်းကြားတယ် ပြီးတော့ open ai တို့ anthropic တို့ကိုလည်းသူတို့ရဲ့ model တွေကို apex အောင်မှာသူတို့ train ခိုင်းနေတယ်လို့လည်းကြားတယ်ပြီးတော့ပြီးတော့ဒီရဲ့ဘိုင်းလေးမှာတင် apex က chat gpt လိုမျိုး app တစ်ခုကိုဖန်တီးနေတယ်လို့သတင်းထွက်လာလေသူတို့ရဲ့ internet ကုတ်နေရတော့ vritas ဆိုပြီးတော့ပေးထားတယ် siri ကိုသူကလုံးဝအယံကျန်းအောင်လုတ်တော့မဲ့ပုံရတယ်ဒါရီယိုဒီ match 2026မှာထွက်လာမဲ့ iOS 26.4မှာစပြီးတော့မြင်ရမယ်လို့ကြားတယ်တကယ်ဆိုရင်တော့ ် Apple SE ကလည်းအများကြီးပို့ပြီးတော့တိုးတက်လာနိုင်တယ်အများကြီးပို့ပြီးတော့ကောင်းလာနိုင်တယ်စောင့်ကြည့်ရအောင်ပေါ့လေโอเคဒီလောက်ဆိုရင် Apple Intelligence ကဘာလို့အရန်အလုံးမဖြစ်တာလဲအလုံးဖြစ်အောင်ဒီကောင်နေဘာတွေလုံးတင်လဲဆိုတာရော Apple ကဒါနဲ့ပတ်သက်ပြီးတော့ဘာတွေလုံးနေလဲဆိုတာရောနည်းနည်းတော့သိသွားလောက်ပြီထင်တယ်โอเคကျွန်တော် နောက်ဗီဒီယိုမှာပဲပြန်တွေ့ကြတာပါ